ဟုတ်ကဲ့ပါကျွန်တော်ဒီလာမယ့်အောက်တိုဘာ26ရက်နေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပသိမ်မျိုးကြောက်တန်ခွင်းမှာ AR United အတင်းနဲ့ကျွန်တော်ဘုံတင်တို့ထိတဲ့တွေ့ဆုံရှင်ပြန်တော့မဲ့ပွဲစဉ်ရှိနေပါတယ်ဒီပွဲစဉ်ကိုကတော့ကြာစတင်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါအောင် AR အတင်းကတော့ကျွန်တော်6ပွဲကစားပြီးချိန်မှာ2ပွဲနိုင်2ပွဲတည်3ပွဲရှုံးရမှာ9မှတ်နဲ့အဆင့်ကလည်း9မှတ်ပဲရပ်တည်နေတယ်ပါနော်ပြီးခဲ့တဲ့ပွဲမှာ AR အတင်းက ကျွန်တော်ဟန်တာရီနဲ့ပွဲမှာတယောက်ထုတ်ခံရတယ်တယောက်ထုတ်ခံခဲရပေမဲ့လည်းပွဲပြီးချိန်ထိဟန်တာရီစီကတည်တမှတ်ရအောင်စားပြနိုင်ခဲ့တယ်ပေါ့နော်ဒါနီပြဦးချင်းနိုင်ရဲ့ဟိုလိုပြောမလဲရှိတဲ့အင်အားလေးနဲ့အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တာတွေးရတယ်ပလေယာတွေအနေနဲ့လည်းတကယ်နိုင်လို့စိတ်ဟိုအပြည့်အဝနဲ့ကျေးဇူးဆဆကစားခဲ့တယ်ပေါ့နော်ဒါပေမဲ့ရလကတော့တည်ပဲရခဲ့တော့ပေါ့နော်အခုအိမ်ဝင်ပွဲဥဒ်မှာတွေ့ရမယ့်ရန်နာပုံသင်းကဒီနှစ်ရာသီမှာပုံစံအကောင်းဆုံးရနေတဲ့အသင်း အဲ့တော့ ARD တော့တော်တော်လေးမလွယ်ဘူးရန်တော်ကအဆင့်3မှာလည်းရက်တည်နေတယ် ARD ကအဆင့်9မှာရက်တည်နေတယ်ရက်တည်မှုချင်းအားကြည့်မယ်ဆိုရင်လည်းတော်တော်လေးကိုကွာခြားတဲ့အနေအထားမျိုးရှိရပါတော့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ ARD အင်ခွင်ဖွင့်ပွဲမှာမလွယ်ဘူးဆိုတော့ပွဲတစ်ပွဲကိုရင်ဆိုင်ရမှာစတင်ရင်ဆိုင်ရမှာပေါ့နော်ဟုတ်ပါဘူးဒါပေမဲ့ဆက်စားခြင်းစောင့်တဲ့ twin နဲ့အနေအထားမျိုးလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုအနေအထားမျိုးဖြစ်နေတယ်ဆိုတော့အနေအထားရကတော့ ARD ် ARI တော့ပေါ့နော်ပသိမ်မျိုးကပြည်သက်တည်လာအားပေးမှရတော့မယ့်နေသားမျိုးဖြစ်နေတယ်ပေါ့နော်ဝိုင်းကူမှဒါကျွန်တော်တို့တွဲပလေယာပေါ့နော်တွဲပလေယာတွေရဲ့ဒါပြည်သက်တည်ရဲ့အားတစ်ခုဖြစ်နေလိုအပ်နေတယ်ပေါ့နော်အဲ့တော့ပြည်သက်တည်လာရောအားပေးဖို့လည်းဒါဖိတ်ခေါ်ပါတယ်ခင်ဗျာတစ်ဖက်ကရန်နာဘုံချိမယ်ဆိုရင်နောက်ဆုံးစားထားတဲ့ပွဲမှာရန်နာဘုံကရာများဘူးကိုပြတ်နိုင်ရထားတယ်ပေါ့နော်အဲရန်နာဘုံကကျွန်တော်တို့ဒီတောင်ကြီးကွင်းပေါ့နော်ရှမ်းပြည်နယ်တောင်ကြီးကွင်းမှာတော့လက်ရှိချန်ပီယံကိုမရှိသေးကစားပြနိုင်တဲ့အသင်းလဲတသင်းလဲဖြစ်တယ်ပေါ့နော်နောက်ပြီးဝိုင်းကစားသမားတွေရှိသလို လူငယ်စားသမားပေါင်းတွေနဲ့မျှတောက်အောင်အသင်းကိုရောဆက်ထားပြီးတော့ဒီဟာဒီမှာအကောင်းဆုံးပုံစံဖြစ်နေတဲ့အသင်းရန်တော်ဝန်အနေနဲ့ဒါပြိုင်ဘက်ပေါ့နော် Asian ARV ကိုရှော့မတက်ပဲလေးလေးစားစားနဲ့အဲဆက်ဆိုင်မှုအပြည့်နဲ့ကစားမယ်ဟေးဆိုရင်တော့တူတက်ရလက်ကောင်းနိုင်တယ်ပေါ့နော်အရင်ကြီးတော့ခက်ခဲတဲ့အထားနေထားမှာမပါဘူးပေါ့ဘာလို့ဆိုတော့ရန်တော်ဝန်ရဲ့အခုလက်ရှိပုံစံတင်းပုံစံတွေတော်တော်လေးကိုကောင်းနေတာဟုတ်အဲ့တော့ခြုံပြီးပြောမယ်ဆိုရင်အင်ကွင်းပွဲဥတော်မှာပုံစံကောင်းရနေတဲ့ဧည့်သည်ရဲနာဘုံကို ARD တို့ဒါကြော်ဖြတ်ပြနိုင်မှာပေါ့နော်ဒါအင်ကွင်းမှာစပြီးတော့ကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲရလက်ကောင်ရရှိနိုင်မလားပေါ့နော်ဒါလေးကကျွန်တော်အနေနဲ့တော်တော်လေးစိတ်ဝင်စားမိတယ် ကိုမင်းကတုံးတက်ပြပါအောင်ဗျဟုတ်ပါတယ်အာဒီပွဲစဉ်ကတော့ဒါပသိမ်မြို့မှာရှိတဲ့အယောင်ရတဲ့အသင်းရဲ့ပြည်သက်တွေဒါသူတို့အသင်းရဲ့ဒါအိမ်ခွင်ပွဲကိုဆာလောင်နေတဲ့ပြည်သက်တွေမျက်မြင်ဒိဋ္ဌာဒါအခုချိန်မှာပြန်လည်ကြီးစုခွင့်ရမယ်ပွဲစဉ်လည်းဖြစ်နေတယ်ဖြစ်နေတယ်ဒါပေမဲ့ဒီချိန်မှာကစားရမယ့်အသင်းရတော့ပြန်ပြဲအသင်းကောင်းတစ်သင်းဖြစ်တဲ့လက်ရှိမှာလည်းဆိုလို့ရှိရင် MPC ရဲ့အဆင့်၃နေရာမှာရက်တည်နေတာရန်နာပုံအသင်းဖြစ်နေတယ်ရန်နာပုံအသင်းကအခုချိန်မှာဆိုလို့ရှိရင်တော့ဒုတိယတိုက်စစ်အကောင်ဆုံးအသင်းလည်းဖြစ်တယ်ဖြစ်တယ်ဟုတ်ပြီလို့ရှိရင်ရာဂို၁၉ကိုဆိုရဲခါကျတော့ဒါတပွဲကိုပြင်းပြ၃ကိုကျော်ကျော်လောက်တွန်းနေတဲ့အသင်းလေ ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီအေယုံရတဲ့အသင်းအနေနဲ့သူတို့အသင်းရတာပထမအဦးဆုံးအိမ်ခွင်ထိတဲ့ စပြီးတော့ကစားမယ်ပွဲစဉ်ကသတိထားသတိကြီးကြီးထားပြီးတော့ချင်းကန်မယ်ပွဲစဉ်လို့တော့ပြောချင်တယ်နောက်တစ်ခုကဒီရင်နာပုံသင်းကဒီပြီးခဲ့တဲ့ယာတီရတဲ့ဟိုမတမ်းမဲ့ယာတီပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ယာတီမှာဆိုလို့ရှိရင်ဒီအချိန်ဒီပွဲစဉ်ရှောက်ကစားပြီးမှာဆိုလို့ရှိရင်ရမတ်7မှတ်နဲ့အဆင့်9မှာရက်တည်နေပြီးတော့အခုနှစ်ယာတီမှာဆိုလို့ရှိရင်တို့အနေနဲ့အဆင့်3မှာရမတ်73မှတ်နဲ့ရက်တည်နေဆိုရခါကျတော့ဘာပဲပေါ်ဖော်မန့်လေးရပို့ပြီးတော့ကောင်းလာတာပြီးတော့တွေ့ရတယ်ပြီးခဲ့တဲ့နောက်ဆုံးကစားထားတဲ့ပွဲစဉ်6မှာဆိုလို့ရှိရင်လည်းဒါဂျာမန်ရပြည်တဲ့အသင်းက9ခုတကူဆိုတဲ့ရက်လန်နဲ့အနိုင်ရခဲ့တယ် ပေးလိုက်ရတဲ့ကူကလည်းဘာပဲပြောတာဒီစပီကနေပေးလို့မတတ်နိုင်ဘူးလုံးဝမတတ်နိုင်ဘူးအဲ့ဒီအနေထားလေးရှိတယ်ရှိတယ်ပေါ့ဗျာ open play ကနေပေးရတာမဟုတ်ဘူးအဲအရောင်ရတဲ့အတင်းကဟာတောင်ရတဲ့အတင်းကိုတေးကစားထားတယ်ဆိုပေမဲ့ဒီနောက်တန်းကကျောင်းဝင်းသိန်းတို့ပေါ့အနီကပြည်တံထိသွားတဲ့အခါကျတော့ဒီပွဲစဉ်မှာလည်းမပါနိုင်ဘူးဆိုတဲ့အခါကျနောက်တန်းလေးကိုလည်းပို့ပြီးတော့သူတို့နဲ့အားပြုပြီးတော့ပြန်ပြီးတော့ကျတော့သီးထားပြီးတော့ကစားရမယ့်အနေထားတစ်ခုလို့တော့ထင်တယ်ဒါပေမဲ့အဲ့ဒီနဲ့ပွဲစဉ်မှာကြည့်ရတဲ့အခါကျလို့ရှိရင်တော့ဒါဒီနောက်တန်းကသူတို့အနေနဲ့ဆိုလို့ရှိရင်အနီကပြည်တံထိသွားပြီးမယ်ဒီအနီကက တကယ်ဟိုနိုင်လူစိတ်ပြင်းထန်နေတာတော့မှန်ပေမဲ့ဟိုလိုအပ်တဲ့ပြည်တန်လို့ကျွန်တော်တွေနဲ့တိတ်ပြီးတော့မထင်မိဘူး။ဘာကြောင့်လဲဆိုလို့ရှင်ဒီကစားပုံသူ့ရဲ့အနေထားလေးကိုထိမ့်ပြီးတော့ကစားမယ်ဆိုလို့ရှင်ဒီအနီးကက်ကထိစရာအကြောင်းမရှိဘူးလို့ကျွန်တော်တွေထင်တယ်ပေါ့နော်။ပွဲပြီးမှဆိုလို့ရှင်ဒါကွင်းမြန်မာရှိတဲ့နီးပါးချိုးဥချင်းနဲ့ဒီကစားလာမနဲ့စကားပြောနေလဲကျွန်တော်တွေနဲ့တွားပြီးတော့တွေ့ရတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့သူတို့အနေနဲ့ဒီပလီယာကောင်းတွေဒီ ပြောင်းရတဲ့အချိန်မှာရှားပါနေတဲ့အချိန်မှာအခုလိုအချိန်မှာဒါတယောက်ယော့တာလည်းပဲသူတို့အတွက်အများကြီးတားနေတယ်နင့်တာတယ်ကျွန်တော်ပြောချင်တာပေါ့နော်။ဘာဖြစ်ဖြစ်ပလီယာရင်းနဲ့လည်းနိုင်လို့စိတ်ပြင်းထန်ပြီးတော့ချင်းအသင်းအတွက်နောက်ပွဲအတွက်လည်းပဲဒါ view site ကစားရင်းနဲ့ဒါရက်လက်ကောင်းရဖို့အတွက် view site ပြီးတော့ကစားတင်တယ်လို့ကျွန်တော်လည်းပြောချင်ပါတယ်။ဘာဖြစ်ဖြစ်ဒီအယောင်ရတဲ့အသင်းနဲ့ဂျင်နာဘောသင်းတို့ရဲ့ထိတဲ့တွေ့ဆုံမှုကလည်းပဲပြည်သက်တဲ့အချက်ဒါပတင်ခွင့်မှာမြင်တွေ့ရမယ်ဆိုတာလည်းသိကြပါရခင်ဗျ။